အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့ရဲ့ channel လေးကနေတင့်လက်တန်းအတူအရှိကနေပြောပြနေတဲ့တင့်စိတ်နေစိတ်ထားအကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်ဟိုယခင်တွေကလူတွေရဲ့လက်ဖွားကိုကြည်ပြီးတော့စိတ်ကိုခံမနိုင်မှုကိုပညာရှင်တွေကလေ့လာခဲ့ကြပါတယ်အဲ့ဒီတဲကမှလက်တန်းလေးတွေရဲ့အတူအရှိကိုကြည်ပြီးသူတို့ရဲ့မတူညီတဲ့စိတ်နေစိတ်ထားအကျင့်စရိုက်တို့ကိုလည်းသိနိုင်တဲ့ပညာတွေထွက်ပေါ်လာခဲ့ပါတယ်အခုတခါမှာတော့ လက်တန်းအမျိုးအစား၃မျိုးကိုဖော်ပြပေးထားပါဗါတယ်။အဲ့ဒီအထဲမှာမှမိတ်ဆွေတို့ကရောဘယ်အမျိုးအစားတွေမှာပါဝင်နေပါသလဲ။အခုဖော်ပြပေးထားတဲ့လက်တန်း၃မျိုးကိုကြည့်ပြီးတော့ကိုယ်နဲ့အနီးဆက်ဆုံးတူညီတဲ့လက်တန်းပုံစံတစ်ခုကိုရွေးချယ်ထားလိုက်ပါနော်။ရွေးချယ်ပြီးသွားပြီဆိုရင်တော့လက်တန်းတစ်ခုချင်းစီရဲ့အတိတ်ဘယ်လေးဒီကိုကျွန်တော် တင်ဆက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1ပုံစံတူလက်တန်းကိုပိုင်းဆိုင်ထားတဲ့သူဆိုရင်တော့အတင်ဟာ ဟန်ဆောင်တက်သူတယောက်ပဲဖြစ်ပါတယ်။သင်ဟာတင့်ရင်တွေကခံစားချက်တွေကို လူတွေမသိအောင်ဖုံးကွယ်ထားတတ်သူပဲဖြစ်ပါတယ်။လူတွေကတင့်ကိုအားငယ်တက်တဲ့သူတယောက်လို့ထင်သွားမှာကိုစိုးရိမ်နေတတ်ပါတယ်။ပွင့်လင်းသူတယောက်တော့မဟုတ်ပါဘူး။လူတွေအပေါ်မှာတန်တရားများတက်ပြီးတော့လွယ်လွယ်နဲ့မယုံကြည်တတ်ပါဘူး။ဒါပေမဲ့လည်းအတန်အသင့်ရင်းနှီးသွားရင်တော့အလွန်ယုံကြည်သွားပြီးရင်တွင်းခံစားချက်တွေကိုဖွင့်ဟတတ်သူတယောက်ပဲ ဖြစ်ပါတယ်။စိတ်ထားကောင်းမှုပြီးတော့တခြားသူတွေကိုအကူအညီပေးတတ်သူပဲဖြစ်ပါတယ်။တာဝန်တစ်ခုခုပေးအပ်လာတဲ့အခါမှာတော့သင်မကြိုက်ဘူးဆိုရင်တော့မှပြီးမြောက်အောင်လောက်ကင်ပေးတတ်သူတယောက်ပဲဖြစ်ပါတယ်ဗျာ။နံပါတ်1ပုံစံလက်သန်းကိုပိုင်ဆိုင်ထားတဲ့သူဆိုရင်တော့သင်ဟာအချစ်ကြီးသူတယောက်ပဲဖြစ်ပါတယ်။အကောင်းကိုလည်းကြိုက်တတ်ပြီးရှက်တတ်သူတယောက်လည်းဖြစ်ပါတယ်ဗျာ။နှုတ်ဆက်ရတာတို့မိတ်ဖွဲ့ရတာတို့မှာသူတို့ကအရင် နှုတ်ဆက်ရင်နှုတ်ဆက်ကိုဘကတော့ဘရော့မှစပြီးတော့မနှုတ်ဆက်တတ်ဘူးဆိုတော့သူမျိုးတွေပဲ ဖြစ်ပါတယ်အချစ်ရင်မှာတော့အချစ်ကြီးတတ်သူတွေဖြစ်ကြပါတယ်လူတစ်ယောက်နဲ့ချစ်ချင်မိပြီးဆိုရင်ချစ်သူအနာက မခွာစတဲ့ကတ်နေတတ်သူတွေလည်းဖြစ်ပါတယ်အတွင်းစိတ်ကတော့အလွန်စိတ်ဆိုးစိတ်ကောက်လွယ်တတ်ပါတယ်နာကျင်ခံစားရမှာကို အလွန်ကြောက်တတ်ကြပါတယ်အလုပ်တစ်ခုကို စားလုံးမိပြီးဆိုရင်လည်းဆုံးခန်းတိုင်အောင် လောက်ကင်လေးရှိသူတွေလည်းဖြစ်ပါတယ်။အပြင်မှာတော့ဘရောမှမလိုအပ်ဘူးပြောနေပေမဲ့စိတ်ထဲမှာတော့အပေါင်းအသင်းကိုလိုအပ်နေသူလည်းဖြစ်ပါတယ်ဗျာ။နံပါတ်3အမျိုးအစားလက်တန်းကို ပိုင်ဆိုင်ထားတဲ့သူဆိုရင်တော့သင်ဟာအလွန်ခွင့်လွတ်လွယ်တတ်သူပဲဖြစ်ပါတယ်။စိတ်နာစရာကိစ္စတွေကိုကြာကြာဖက်တွယ်မထားတတ်ပဲမေးပြောက်လွယ်တတ်ပါတယ်။တခုခုအခက်ခဲရှိရင်ဘသူ့ကိုမှမတိုင်ပင်ပဲတယောက်တည်းကြိတ်ဖြည့်ရှင်းတတ်ပါတယ်။ ်ဘဝွင့်ကျင်ဒါမှမဟုတ်အလုပ်ဒါမှမဟုတ်တခုခုအသက်တွေနဲ့ကြုံရလောက်ရတိုင်းမှာစိုးရိမ်လေးရှိပါတယ်တခြားသူတွေရဲ့ကိုယ်ပိုင်အမြင်လေးကိုတံပိုးထားတတ်ကြပါတယ်ကိုကိုကို အထင်ကြီးမှုမြင့်မားတာကြောင့်တခါတလေမှာအထက်စီးဆန်းဆန်းပြောဆိုမိလေးရှိပါတယ်ပွင့်လင်းတဲ့စိတ်ဓာတ်ရှိသူတယောက်လည်းဖြစ်ပါတယ်ကိုကတခြားသူတွေပေါ်မှာစေတနာထားတတ်တယ်လို့စေတနာထားဖို့မျှော်လင့်ပေမဲ့လည်းအမြဲတမ်း လွဲနေလိရှိပါတယ်။ဟုတ်ကဲ့ပါဗျာ။ဒီနေ့ကျွန်တော်တင်ဆက်ပြောပြပေးသွားတဲ့အကြောင်းအရာလေးကတော့တင့်လက်သန်းအတူရှိကနေသိနိုင်တဲ့တင့်ရဲ့စိတ်နေစိတ်ဓာတ်ဆိုတဲ့အကြောင်းအရာလေးပါ။ဗီဒီယိုလေးကို အဆုံးအထိ లై ပါရှိကြပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။အခုလိုစိတ်ဝင်စားပွဲအကြောင်းအရာလေးတွေကိုအမြဲတမ်းတင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe နှိပ်ခဲ့ပေးကြပါဦးခင်ဗျာ။ မိတ်ဆွေအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။